အားလုံးပဲမင်္ဂလာပါရှင်။ဒီကျွန်တော်တင်ပြချင်တဲ့အော်တိုဘားလာရှယ်နဲ့အူဒူစစံတက်ဆက်ပြီးတော့မှဖြစ်ပါရယ်။ ဝိုင်းမုံမျိုးနောင်ချင်းချေရွာအုပ်စုမှရှိတဲ့ဆေးရှောင်းစခန်း52ခန်းကဆေးရှောင်းတွေကို WFP အဖွဲ့ကအထောက်ပံ့ပေးတဲ့အချိန်တာဝန်ရှိသူတွေနဲ့ပူးပေါင်းဆောင်ရွက်မှုမရှိတာကြောင့်ရတဲ့နယ်ထောက်ပံ့ကူညီမှုတွေမရရှိဘူးလို့သိရပါတယ်။ကော်လံဖူးထနေပြည်သူဆေးအဖွဲ့ကဦးဆောင်ချင်ပါတဲ့ဘူတော်မျိုးကလူသူစံတာပေါ်တော့ချင်းအစီအစဉ်ဟာလက်နက်နဲ့မတရားချင်းချောက်အတင်းစိတ်ခံချင်းတခုတာဖြစ်တယ်လို့ Rowan Development Association USA ကသဘောထားထုတ်ပြန်ပါတယ်။စီအုပ်စုတပြည့်မှုကြောင့်အော်တိုဘာလပထမအပတ်ထိပြည်သူ90ဝန်းကျင်တည်ဆောင် ခဲ့ပါရယ်။စားရတဲ့တဲ့ရင်တွေကိုတက်ဆက်ပြတော့မှာပါ။ကျမတို့စီစဉ်တက်ဆက်သူမိုင်းနေဖြစ်ပါရယ်။ကောင်လံဘူးထနေပြီးသူဆက်အဖွဲကဥဆောင်ခြင်းပါရဲပူတော်မျိုးကလူသူစန္ဒာဖို့တုတ်ခြင်းအစီအစဉ်ဟာလနဲ့နဲ့မတရားချိန်ချောက်အတင်းစီခိုင်းခြင်းတကူတာဖြစ်ပြီးရဝံလူမျိုးသူမျိုးသားလုံးနဲ့လုံဝမသက်ဆိုင်ဘူးလို့ရဝံ Development Association USA ကသဘောထားထုတ်ပြန်ပြောဆိုပါရဲ ဆီအာနာရှင်စံကျင်တော်လိုင်းရေးကိုအကောင့်တိတ်ဖို့ဆောင်ရွက်နေတဲ့ပြည်သူတော်လိုင်းရေးချက်ဖွဲ့ PDF KPF နဲ့ GAN GAN ဦးအဖွဲ့အစည်းတွေကိုရှုတ်ချခြင်းနဲ့ဆီအာနာရှင်ထောက်ခံကြောင်းလူသူစန္ဒထုတ်ဖို့ခြင်းကိုအော်တိုဘာလ9ရက်နေ့ကခေါလံဖူးထောင်နေပြည်သူဆီအဖွဲ့ဦးဆောင်စီစဉ်လှုပ်ဆောင်ခဲ့တာကိုသိရှိရတယ်လို့ဆိုပါတယ်။အခုလိုစန္ဒထုတ်ဖို့ခဲ့ခြင်းအစီအစဉ်ဟာပြည်သူလူထုရဲ့စန္ဒအမှန်မဟုတ်ပဲအာနာလောဘရမတ်တာဆီအာနာရှင်လက်ပါစီလူသူစုကလက်နက်နဲ့မတရားချင်းချောက်အတင်းအဓမ္မစေခန်းခြင်းတစ်ခုတာဖြစ်တာကြောင့် လူမျိုးတမျိုးသားလုံးနဲ့လုံးဝမသက်ဆိုင်ကြောင်းထုတ်ပြန်လာတာဖြစ်ပါတယ်။ကောလံဖူးမျိုးနဲ့ဆော်လိုမျိုးတွေမှာစစ်ကော်မရှင်နဲ့ပြည်သူ့စစ်တပ်ဖွဲ့တို့ဆင်နွေးနေတဲ့စစ်စင်ရေးတွေကိုအားပေးထောက်ခံကြောင်းမနေ့ကအော်တိုဘာလ9ရက်နေ့မနက်ပိုင်းဘူတောင်မျိုးမှာဒေသခံတွေပြည်သူ့စစ်တွေနဲ့ရေးတွေပါဝင်ပြီးစစ်ကော်မရှင်ရဲ့စစ်စင်ရေးကိုထောက်ခံကြောင်းအပြင်နေမြကျူးကျော်လာတဲ့ကံအိုကံရဲ့အပေါင်းပါတွေကိုစန့်ကျင်နေဆိုပြီးဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။တလူစီတန်းဆန္ဒတော်ဖို့မှုကိုပီကရီအော်တိုဘာလာလေးရက်နေ့ကလည်းခေါလံဖူမျိုးမှာပြုလုပ်ခဲ့ပါရယ် ။လက်ရှိချိန်မှာတော့စေကောင်းစီဟာပြည်သူစစ်တွေနဲ့ပူးပေါင်းပြီးသူတို့လက်လွတ်ထားရတဲ့လန်စေဒေတာကိုပြန်လည်ရရှိရေးမြင့်ပြင်းရောဝေဟင်ပါထူးဆစ်စနေတာကိုတွေ့ရပါတယ်။ပြည်သူလူထုအနေနဲ့မိမိဒေတာမှာဖြစ်ပေါ်နေတဲ့သတင်းကြောင်းရာတွေကိုပေးဖို့ခြံနေဆိုရင်တော့မချနာသတင်းချန်နေရဲ့ Messenger ကနေဖြစ်စေဖုန်းနံပါတ်09956 333ကိုဖြစ်စေဆက်သွယ်ပေးဖို့နိုင်ပါတယ် ဆီအိုဆူရဲ့တပြည့်မှုကြောင့်အော်တိုဘားလပထမအပတ်ထိပ်ပြီးသူ90ဝန်းကျင်တိတ်ဆုံးခဲ့ပါတယ်။ထရိုဆာကသိဆက်ပေးမှာပါ။ဆီအိုဆူရဲ့လေကြောင်းတိုက်ခိုက်မှုလက်နက်ကြီးပစ်ခတ်မှုနဲ့စစ်ကြောင်းထိုးပစ်ခတ်မှုတွေကြောင့်အော်တိုဘားလပထမပတ်သက်မှာပြီးသူ90ဝန်းကျင်တိတ်ဆုံးခဲ့တယ်လို့နိုင်ငံရဲ့အကျဉ်းသားများကိုကြီးဆောင်လျှောက်ရဲ့အသင်း AAPP ရဲ့အချက်လက်တွေအရသိရပါတယ်။ပြခဲ့တဲ့အော်တိုဘားလ6ရက်နေ့တည်င်းကျွလပြီးနေ့ညတညထဲမှာပဲစကိုင်းတိုင်း6ဦးမျိုးနေက ပုံတူကျေးရွာကို စစ်တပ်လေးချင်းနဲ့ပုံကျဲခဲ့တာကြောင့်ကနေဦးတည်တင်တွေ့အရာကလေးငယ်တွေအပါအဝင်လူ20ဝန်းကျင်သေဆုံးခဲ့တယ်လို့ ABP ကဆိုပါတယ်။ဒါအပြင်အော်တိုဘားလာနေရနေကစကိုင်းတိုင်းရွှေပုံမျိုးပေါ်ကိုလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့်အောင်မြေချမ်းမြေကျောင်းဝင်းထဲ လက်နက်ချရောက်ပေါက်ကွယ်ပြီးကိုရင်လေးပါပြန်လွန်တော်မူခဲ့တယ်လို့သိရပါတယ်။အဲဒီနေ့မှာပဲစကိုင်းတိုင်းဝက်လက်မြို့နယ်ခြေကတမကန်ခြေရွာကိုလည်းစစ်ကြောင်ထိုးဝင်ရောက်ပြီးတနက်နေ့ပြစ်ခတ်ခဲ့တာကြောင့်မတိုင်စွာအမျိုးသားတရားအပအဝေးနှစ်ယောက်သေဆုံးခဲ့တယ်လို့ AABP ကထုတ်ပြန်ချပါတယ်။ပလောင်ပြည်နယ်လူမျိုးရေးတပ်ဦး PSLF TNL ရဲ့ထုတ်ပြန်ချက်အရလည်းအော်တိုဘာလ၂ရက်နေ့ကအစိုးရစုရဲ့အပုံချိန်မှုကြောင့်နမတူမျိုးမှာပြည်သူ၄ယောက်သေဆုံးခဲ့တယ်လို့တရားပါတယ်။ဒါအပြင် အောက်တိုဘာလ၄ရက်နေ့တုန်းကလည်းရှမ်းပြည်နယ်နမ်ဆန်မြို့နယ်ကိုလေရင်နဲ့ပုံကျဲချခဲ့ရာကြောင့်ကလေးနှစ်ယောက်သေဆုံးခဲ့တဲ့အပြင်အောက်တိုဘာလ9ရက်နေ့ကမိုင်းလုံမြို့နယ်ကိုပုံကျဲခဲ့ရာကြောင့်ကလေးတစ်ယောက်အပါအဝင်ပြည်သူ၁၀ယောက်သေဆုံးခဲ့ပါတယ် လက်ရှိအချိန်မှာတော့စစ်ကော်မရှင်ဟာရွေးကောက်ပွဲကျင်းပဖို့ပြင်ဆင်နေချိန်ပြည်သူလူထုရှိတဲ့နေရာတွေကိုဆက်တိုက်ပုံချနေတယ်လို့ချမ်းပြည်နယ်မြောက်ပိုင်းတန်တော်ရဲထင်းချုပ်ဒေသကပြည်သူတွေရှိတဲ့နေရာတွေကိုလည်းဆက်တိုက်ပုံချနေတာဖြစ်ပါတယ်။ ABP ရဲ့စီးရင်တွေအရတော့အော်တိုဘာလ9ရက်နေ့အချိန်စေအုပ်စုကတပ်ဖြတ်တာကြောင့်နမင်းနဲ့တကွာအတီးဖြူနိုင်ခဲ့တဲ့တိုင်ဆုံပြည်သူပေါင်း8328ယောက်ရှိနေပြီးအတီးမပြုတ်နိုင်တဲ့တိုင်ဆုံသူကတော့၄000ဝန်းကျင်ရှိနေတယ်လို့တည်ရပါတယ်။ ဝိုင်းမုံမျိုးနောင်ချင်းကျေးရွာအုပ်စုမှရှိတဲ့ဆစ်ဆောင်စခန်း42ခန်းကဆစ်ဆောင်တွေကို WFP အဖွဲ့ကထောက်ပံ့ပေးတဲ့အချိန်တာဝန်ရှိသူတွေနဲ့ပူးပေါင်းဆောင်ရွက်မှုမရှိတာကြောင့်ရတဲ့နဲ့ထောက်ပံ့ကူညီမှုတွေမရရှိဘူးလို့သိရပါတယ်။စောဆိုင်ကတက်ဆက်ပေးမှာပါ။အရင်နှစ်တွေကဆက်ဆောင်တွေအားလုံးကိုတန်းတူညီမျှကူညီထောက်ပံ့ပေးခဲ့ပေမဲ့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်တက်လာတဲ့နောက်ပိုင်းလွန်ခဲ့တဲ့ဧပြီလကစပြီးဆက်ဆောင်တွေကိုကူညီနေရာရပ်တန့်သွားခဲ့တာဖြစ်ပါတယ် ကမ္ဘာစာနာရေးခါ WFP အဖွဲ့ကလွန်ခဲ့တဲ့စက်တင်ဘာလစပြီး စကန်တွင်းမှာရှိတဲ့ပုံမခက်ခဲတဲ့စစ်ဆောင်တွေကိုရွေးချယ်ပြီးထောက်ပံ့မှုတွေကိုပြန်လည်ပြုလုပ်ခဲ့ပေမဲ့တာဝန်ရှိသူတွေနဲ့ပူပေါင်းဆောင်ရွက်ခြင်းမရှိတဲ့အတွက်ရာတင်ရထိုက်သူတွေမရဘူးလို့စစ်ဆောင်စကန်42ခုမှာရှိတဲ့တာဝန်ခံတဦးကပြောပါတယ်ဆယ်ယောက်ကပူပီပူအပလာမိုဒိုလူရဲ့ဆန်ကေလူစကန်ဦးချုပ်သူတွေကိုမပူကားရှိတဲ့လူဆိုင်ကယ်ရှိတဲ့လူသုံးမိတ်ရှိတဲ့လူတွေကိုမပေးဘူးဆိုရင်လည်းစကန်ဦးချုပ်သူတွေကိုအပ်ပြီးရွေးချယ်ခံရမယ်အခုကသူတို့အင်တာဗျူးလုပ်တယ်ကမ်အက်ဆက်ကအင်တာဗျူးတာကတူ းနဲ့တူခေါင်းစဉ်လည်းမတူဘူးတနေရာမှာက3ဘိတ်မရှိဘူးလားဆိုပြီးရွေးလိုက်တယ်အဲ့ဒီသူကကားရှိတယ်3ဘိတ်ကမရှိဘူးအဲ့ဒါလို ဖြစ်သွားတယ်မုတ်ဆိုးမတွေအရန်ခက်ခဲတဲ့လူတွေကြတော့ပြန်မရဘူးအဲ့ဒီလိုတွေအရန်ဖြစ်နေတာပေါ့အဲ့ဒါကြောင့် WFE အနေနဲ့အမန်နီကယ်စကန်အုပ်ချုပ်သူတွေကိုယုံကြည်ပေးပါအဲ့ဒီကနေကူညီပေးကြပါဒါအပြင်ကူညီပေးတဲ့အချိန်မှာလည်းတယောက်ကို3000ချက်မပေးနိုင်ခဲ့ရင်ကြက်တစ်တောင်းနှုံးနဲ့အားလုံးတန်းတူညီများရနိုင်အောင်ကူညီပေးလိုရလို့လည်းဆိုပါရယ် WFP ကရွေးချယ်ထားတဲ့စစ်ဆောင်တွေကိုစက်တင်ဘာလစပြီးစက်တင်ဘာလစစ်ဆောင်လူကြီးလူငယ်မရွေးအားလုံးကိုတူဦးကိုကျပ်3,500စီထောက်ပံ့ပေးခဲ့ပြီးဒီလစပြီးတူဦးကိုကျပ်5,000စီထောက်ပံ့မယ်လို့ပြောဆိုခဲ့လို့လည်းသိရပါဗျ။အလူရှင်တွေဟာစစ်ဆောင်စခန်းအတွင်းကတကယ်အခြေအနေမှန်ကိုမသိနိုင်တဲ့အတွက်အောက်ခြေမှာတာဝန်ယူဆောင်ရွက်ပြီးစစ်ဆောင်တွေအားလုံးရဲ့ကိစ္စအဝဝကိုသိရှိနေတဲ့သူတွေနဲ့အတူတကွပူးပေါင်းလှုပ်ဆောင်ရင်ပုံမတင့်တော်မှာဖြစ်တယ်လို့လည်းတာဝန်ခံကဆိုပါတယ် နောင်ချင်းကျေးရွာအတွင်းကစစ်ဆောင်စခန်း42ခုမှာခိုးလုံနေတဲ့စစ်ဆောင်အိမ်ထောင်စုတထောင်ကျော်ထဲမှာအမှန်တကယ်ခက်ခဲပြီးအကူအညီလိုနေတဲ့အိမ်ထောင်စု600ဝန်းကျင်လောက်ဟာအကူအညီတွေမရရှိဘဲအခက်အခဲကြုံနေရတယ်လို့သိရပါဗျ။အဲ့ဒီစစ်ဘေးရှောင်တွေဟာ2024ခုနှစ်မတ်လ3ရက်ဖြစ်ပွားခဲ့တဲ့စစ်ကော်မရှင်တပ်နဲ့ KIA ပူးပေါင်းတပ်ဖွဲ့တွေရဲ့တိုက်ပွဲကြောင့်ဝိုင်းမော်မြို့နယ်မြို့ရဲ့တောင်ဘက်ပိုင်းနဲ့အရှေ့ဘက်ပိုင်းထွက်ပြေးတိမ်းရှောင်လာကြတဲ့သူတွေဖြစ်ပါတယ်။ အနေရကြီးစွာတည်ရှိနေတတ်တဲ့မြေမြုပ်မိုင်းတွေရဲ့တိမဖွယ်ရာတွင်ပြင်းလက္ခဏာတွေအကြောင်းအသိပညာပေးပြောပြသွားပါမယ်။မြေမြုပ်မိုင်းတွေဟာအမျိုးအစားပုံတံအရွယ်အစားနဲ့အယောက်မျိုးစုံနဲ့ရှိနေတတ်ပါတယ်။မြေမြုပ်မိုင်းတွေကိုတက်တာဓမ္မမဟုတ်ပလတ်စတစ်ဓမ္မမဟုတ်သတ္တုတွေနဲ့ပြုလုပ်ထားနိုင်ပါတယ်။တချို့ပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေဟာလက်လုတ်တွေဖြစ်ပြီးနှိမ့်ဆင်သုံးအရာဝတ္ထုတွေနဲ့တူပါတယ်။တတိပြုဖို့ကတော့အဲ့ဒီပစ္စည်းတွေက ပုံမှန်နေရာဓမ္မမဟုတ်ဝါယာချိုးနဲ့ရှိနေတတ်ပါတယ်။မြေမြုပ်မိုင်းအများစုဟာမြင်တွေ့ဖို့ခက်ခဲပါတယ်။မြေမြုပ်မိုင်းအပါအဝင်အတုံးပြုတ်ပြီးမပေါက်ကွဲသေးတဲ့လက်နက်ပစ္စည်းတွေလက်လုံမိုင်းတွေဟာမြေကြီးပေါ်မှာတမကမြေအောက်မှာလည်းရှိနေတတ်ပါတယ်။မြေမျက်နှာပြင်ပေါ်တွေမှာပတ်ဝန်းကျင်အနေထားနဲ့တတားတဲ့ဖြစ်အောင်ပုံဖြတ်ချထားတတ်ပါတယ်။ရေပူရအဖြစ်ကွယ်ဝတ်တည်ရှိနေတတ်ပြီးမြင်တွေ့ဖို့ခဲရင်ပါတယ်။ မြေမြုံပိုင်းတွေဟာမိုးလေရေစတဲ့ရာသီဥတုအခြေအနေတွေနဲ့ရေကြီးမြေပြိုဖြစ်ပြီးတဲ့နောက်ပုံတံတန်ပြောင်းလဲနေတယ်လို့မူလနေရာကနေတခြားနေရာရွေ့တာဖြစ်ပေါ်တတ်ပါတယ်။မြေမြုံပိုင်းတွေကိုထူထပ်တဲ့မြက်ပင်တွေနဲ့တစ်ပင်တွေကြား꽌ပြီးမြုပ်ထားထောင်ထားတတ်တယ်လို့ရေအောက်မှာမြုပ်ထားတတ်တဲ့အပြင်ပုံစံမျိုးမျိုးနဲ့မြုပ်ထားထောင်ထားတတ်ကြပါတယ်။အချို့မြေမြုံပိုင်းတွေကိုမြေမျက်နှာပြင်အောက်ထဲမှာမြုပ်ထားတတ်ပြီးခြေနဲ့တက်မြင်နေတဲ့အခါဒါမှမဟုတ် ရင်နဲ့တက်ချိတ်မိတဲ့အခါပောက်ကွဲမှုကိုဖြစ်ပေါ်စေပါတယ်။မြေမြုပ်မိုင်းအမျိုးအစားတွေကိုလူတက်မြေမြုပ်မိုင်းနဲ့ရင်ဖြတ်မိုင်းဆိုပြီးနှစ်မျိုးခွဲခြားနိုင်ပါတယ်။လူတက်မြေမြုပ်မိုင်းမှာမှရုပ်ချီးပောက်ကွဲမိုင်းနဲ့အစားထွက်လူတက်မိုင်းဆိုပြီးနှစ်မျိုးရှိပါတယ်။ရုပ်ချီးပောက်ကွဲမိုင်းဆိုတာကဘာပေါ်မှာအတွေ့ရဆုံးမိုင်းအမျိုးအစားတစ်ခုဖြစ်ပြီးမြေအောက်မှာမြုပ်ထားလေးရှိပါတယ်။အစားထွက်လူတက်မိုင်းဆိုတာ ပေါက်ကွဲတဲ့အခါအစာနာဖျာထွက်ပြီးထိခိုက်သူတမကအနီဝင်းကျင်ကအခြားသူတွေကိုပါထိခိုက်ပြီးတိတ်ဆုံနိုင်ပါတယ်။ရင်ဖြတ်မိုင်းဆိုတာကရင်တွေကိုဖျက်ဆီးဖို့အတွက်ရည်ရွယ်တာပါ။လူတက်မြင်မြုံမိုင်းတွေထက်အရွယ်စားပိုကြီးပြီးပေါက်ကွဲအားကိုပုံမပြင်းထန်လေးရှိတာဖြစ်ပါတယ်။အချို့မြင်မြုံမိုင်းတွေကိုမြင်မျက်နှာပြင်ပေါ်မှာချထားပြီးတော့ဝါယာကျုံးမြင်လေးတွေနဲ့ချိတ်ဆက်တွေ့တန်းထားပြီးဒီကျုံးမြင်ကိုထိမိတာဒါမှမဟုတ်ဖျက်တောက်တာပြုလုပ်ခဲ့မြင်ပေါက်ကွဲမှုကိုဖြစ်ပေါ်စေမှာပါ။ ောက်ကွဲစေတတ်တဲ့ပစ္စည်းတွေကိုပဋိပက္ခအတွင်းပြခတ်ခြင်းပြစ်လွတ်ခြင်းလို့ပြုလုပ်နိုင်ပြီးသစုံတစ်ခုနဲ့ထိခိုက်မိတဲ့အခါမျိုးတွေမှာလည်းပောက်ကွဲမှုကိုဖြစ်ပေါ်စေပါတယ်။ရေမြုပ်မိုင်းနဲ့အခြားပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေဟာအတုံးပြုတ်ဖို့အတွက်တမမဟုတ်အတုံးပြုတ်ပြီးတဲ့လက်နက်တွေဖြစ်ပါတယ်။ဥပမာတနတ်နဲ့ပြခတ်တာအမြောက်နဲ့ပြစ်တာတိုက်လေရင်ပေါ်တွေကနေပြစ်ချတာလက်နက်ကင်တောက်ဖွဲ့တွေကဖွဲ့ထားတာတွေဖြစ်ပါတယ်။ မြေမြုပ်မိုင်းနဲ့အခြားပေါက်ကွဲစေတတ်ပစ္စည်းတွေကိုတိုက်ပွဲတွေမှာအများဆုံးအသုံးပြုလေရှိကြပေမဲ့လက်နက်ကိုင်အဖွဲ့တွေတာမကအယက်သားပြည်သူတွေကိုပါထိခိုက်စေတာဖြစ်ပါတယ်။မြေမြုပ်မိုင်းတွေကိုတိုက်ပွဲဖြစ်ပွားလေရှိတဲ့နေရာတွေလက်နက်ကိုင်တပ်ဖွဲ့တွေရှိတဲ့နေရာတွေလက်နက်ကိုင်တပ်ဖွဲ့တွေရှိခဲ့တဲ့နေရာအသုံးပြုသွားတဲ့လမ်းတွေနဲ့အနီးဝန်းကျင်နေရာတွေမှာတွေ့ရှိလေရှိပါတယ်။တချို့တော့မြေမြုပ်မိုင်းတွေဟာခုံပြန်နိုင်ခဲ့ရင်ပေါက်ကွဲနိုင်စွာမြင့်မာပြီးအဝေးကိုခြေပြန့်စွာထိခိုက်မှုဖြစ်ပေါ်စေပါတယ်။ မြေပြင်နဲ့ထိချိန်မပေါက်ခွဲသေးပဲဆက်ရှိနေနဲ့အနည်းကြီးစွာကြန့်ရှိနေနိုင်ပါတယ်။မြေမြုပ်မိုင်းနဲ့အခြားပေါက်ခွဲစေတဲ့ပစ္စည်းတွေကြောင့်လူနဲ့တရိစ္ဆာန်တွေကိုအသက်သေစေနိုင်ပါတယ်။မြေမြုပ်မိုင်းတွေနဲ့ပေါက်ခွဲစေတဲ့ပစ္စည်းတွေဟာလက်နဲ့ကင်ပဋိပက္ခများရပ်ဆဲသွားပြီးနောက်တွင်မှလည်းအသက်အန္တရာယ်တွေကိုချိန်ချောက်နိုင်တဲ့ပစ္စည်းအဖြစ်ကြန့်ရှိနေနိုင်တဲ့အပြင်တက်တန်းကုန်ဆုံးတာလည်းမရှိပါဘူး။ဒီကနေ့သတင်းချနေရေးရေဒီယိုအစီအစဉ်ကိုအပတ်စဉ်သတင်းလာနေရာနေတောက်ကြနေအထိ ည၈နာရီအချိန်တိုင်းမှာတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်စောင့်မျှော်နာဆင်နိုင်ပါပြီ။ချင်းပြည်နယ်တွင်းကနောက်ဆုံးရသတင်းတွေနဲ့အတူအခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းဦးချနာသတင်းချန်နယ် app Facebook စာမျက်နှာ YouTube နဲ့ website တို့ကနေသတင်းလေးစောင့်မျှော်ကြည့်ရှုနာဆင်နိုင်ပါပြီ။